ဒီဗီဒီယိုလေးမှာခန်းရော့ခုပေါ့နော်ဒီတန်ဖိုးသုံးစကားလုံးဖြစ်တဲ့ i note တင်ကို a note ပေါ့နော် i note တင်ကို a note ဆိုတဲ့စကားလုံးလေးကဘာကိုပြောရလဲဆိုတော့တစ်ခါလူကစကားပြောနေတဲ့အချိန်မှာကိုကဒီစကားကိုချောဆီးစုလို့ပေါ့နော်ညှိပေးတာစကားလုံးလေးတွေထည့်လိုက်ဒါမှမဟုတ်ရှင်ပြမှုလေးရှားညှက်လိုက်နဲ့ကဲစကားကိုအဆင်ပြေအောင်လုပ်ပေးတာပေါ့နော်အဲတော့ i note ဟာနာရှိရဒိုးစာနီအဝါစင်တဲ့ ချောရှိဖို့တို့လူကိုတော့ပါရဒေါ်စာကိုဟာစားမှုပို့တော့ this တော့တစ်ဖက်လူကစကားပြောနေတယ်အဲပြောနေတဲ့စကားတွေလုပ်နေတဲ့အဖြစ်မူတွေအဲ့ဒီနေရာမှာကိုကကန့်ညီအောင်လုပ်ပြီးတော့စကားလုံးတွေထည့်တာပဲဖြစ်ဖြစ်နောက်ပြီးအခါကျတော့ကိုရဲ့အဖြစ်မူတွေကိုဟာစားမှုပေါ့နော်ဂျာထဲမှာထည့်ပြီးတော့လောက်တာမျိုးပြောတာပေါ့နော်အဲတော့သူကကြတော့ဒီ နိချီချောခိုင်းပါပေါ့နော်။ဟောကိုယ်ရေအမြဲတမ်းသုံးလို့တုံထားရှိတဲ့ပုံစံမျိုးနဲ့ဆိုရင်အိုင်းတဲ့နော်ဟာနာရှိနီဥမခုဟန်လို့ဆိုလို့ဆိုတဲ့အိပယ်မျိုးတစ်ဖက်လူမှာစကားပြောတဲ့ဟာကိုကိုကသူ့စကားပို့ပြီးတော့တွတ်သွားအောင်ပို့ပြီးတော့ကောင်းမွန်သွားအောင်လို့ကိုကတုတ်ပြန်ပေးတာမျိုးပေါ့နော်။ပြုံမှုတော့လည်းကောင်းစကားလုံးတော့လည်းကောင်းတုတ်ပြန်ပေးတာမျိုးကိုပြောတာဖြစ်ပါတယ်။အဲတော့ဟာနာရှိကိုမိုးလီအာခဲလို့ထားမယ်နီအာအီစချီယာတို့ကိုတို့ဟာစားမှုကိုတို့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီတစ်ဖက်လူရဲ့စကားမင်းနဲ့စဉ်းစားဖြစ်သွားအောင်လို့ကိုကအာအီစချီခေါင်းငှိပေးနေတာတော့ဘာလို့ကိုထောက်ခံတဲ့အပြု မျိုးပုံစံမျိုးလောက်တာလို့ဒါမှမဟုတ်ဟီတိုကုတိုကတော့စကားတခွန်းတလေချာညက်ပြီးတော့อืมထောက်တာပေါ်ပါညာအဲ့လိုလေးတွေပြောပြတာမျိုးကိုဘာလို့ခေါ်လဲဆိုတော့အိုင်းအိုင်းတော့ထေဦးဒီလေးလူလို့ခေါ်တာပေါ့နော်အဲ့တော့သူ့ဘဝကြလေးနဲ့တွေ့ပြီးတော့မမီလွေအောင်လေးလာကြည့်မယ်ဆိုရင်ဂျောစုနိအိုင်းတော့ထေဦးအေရုကာရခါနေတော့ဟာလာရှိတဲ့ဤလူတို့ထာလို့ရှိဆိုလို့ရှင်ဟိုသူကကျွန်းကျွန်းချင်းချင်းနဲ့ပေါ့နော်ကိုပြောနေတဲ့စကားကိုလုံးဝကောင်းမွန်အောင်လုပ်ပေးရဲ့ဘင်းသားနေပြီးတော့ လိုက်ပြီးဟန်းလို့လုပ်ပေးရပေါ့နော်တုတ်ပြန်ပေးရအပြုတ်မူလေးချာမို့လို့သူနဲ့စကားပြောရင်အရင်အောင်ပြောစရာကောင်းတယ်အဲ့လိုပုံစံမျိုးပြောတာပေါ့နော်နောက်တစ်ခုကကြတော့ခရီးတော်ဟာနာရှိပါအမောရှိရောဤကဒါတွေမို့အိုင်းတော့တဲ့ကိုဤတဲ့တဲ့နိုင်တော့တဲ့ဘာကရှိလာခဲ့တဲ့ရှိမှတ်တာပေါ့နော်ဆိုလို့ရှိရင်သူ့ရဲ့စကားစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့သူစကားပြောနေတဲ့အချိန်မှာပေါ့နော်ဘသူဘာမှသူ့ ကိုလိုက်နိုင်ပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်ကောင်းမွန်အောင်လုံဆောင်ပေးရလူတောင်မှမရှိဘူးပြောမယ်ဆိုရင်ကောင်းမြတ်ပေးရတော့လကောင်းစကားတစ်ဖုံးတွေဝင်ပြောပြပြတော့လကောင်းအဲ့လိုလူတွေတရားမှမရှိတဲ့အတွက်ကြောင့်မလို့အဲဒီရှိလာခေတေရှမတာဆိုတဲ့ဒီပေကမိုလီအာဂါနာကတာဆိုတဲ့ဒီပေမျိုးပေါ့နော်အမိုမိုလီအာဂါရုကိုတူကနာကတာနည်းနည်းဆန်ဆန်စကားမဖြစ်ခဲ့ဘူးအောင်မြင်ခဲ့ဘူးဆိုတဲ့ဒီပေမျိုးနဲ့ရေးထားတယ်တောင်မှသူ့ကိုဟန်နိုးစေဆိုတဲ့ဒီပေမျိုးပေါ့နော်ဒီနေရာမှာအာအီအာအီတို့တဲ့ကိုအီရနိုင်ဆိုတဲ့ဒီပေကတရားမှသူ့ကိုဟန်နိုးစေဆိုပေါ့နော်တုတ်ပြမှုဘယ်သူမှမဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့စ ကံကတော့ဝုံမြန်ဆန်တကြွမှုမရှိခဲ့ဘူးဆိုတဲ့အိပယ်မျိုးပေါ့နော် ကြတော့ဥဒနောတို့ချူတဲ့အိုင်းနောတဲ့ဝီဒီယိုတို့အစ်တိုင်းခံကတဲ့တဲ့မိုလီအာကာလို့ဆိုလေးတွေကအာတချင်းရဲ့တဝက်လောက်မှာပေါ့နော်အာတချင်းရဲ့တဝက်လောက်မှာပြောမယ်ဆိုလို့ရှိရင်ခါခဲကိုပဲကိုကဘေးနားနေလိုက်ဆိုတာတော့ဘာလို့ညာတော့အဲ့လိုမျိုးလှုပ်ပေးနေတဲ့အကြောင်းမို့ဘူးဆိုနေတဲ့တချင်းရဲ့တဝက်လောက်မှာအားလုံးကလိုက်ပြီးဆိုတဲ့အတွက်ကြောင့်မလို့ဆိုတဲ့အသေးပေးကြတာပေါ့နော်အဲ့ဒါကြောင့်မို့အစ်တိုင်းခံအစ်တိုင်းခံကမိုလီအာကာလို့ဆိုတဲ့အသေးပေးကအာအစ်တိုင်းခံကတဲ့မိုလီအာကာလို့ဆိုတာသူဆိုနေတဲ့အဲ့ဒီနေရာဖုန်းအင်ခီပေါ့နော်သူ့ရဲ့နေရာတစ်ခုလုံးက လုံးဝကိုတက်ကြွားသွားရဲဆိုပြီးအတိတ်ပဲမျိုးနေရတာမြန်ဆိုင်သွားရဲစိတ်ကလည်းလုံးဝတက်ကြွားလာရဲဆိုပြီးအတိတ်ပဲမျိုးနေရတာပေါ့နော်ခါနိုဂျောကဒိုင်မင်းခုယခုဒိုင်မင်းခုယခုအိုင်းနိုတေကိုအီလေးလူခါရာခိခိဂျောစုတာဆိုလို့ရှိရင်သူမကအချိန်ခိုက်တန်ခိုက်ပေါ့နော်အဲပြောမယ်ဆိုလို့ရှိရင်အချိန်ခိုက်တန်ခိုက်ဟန်းလို့လုပ်ပြီးတာပေါ့နော်တုတ်ပြန်မှုကြီးပြီးတဲ့အတွက်ကြောင့်မလို့နားထောင်တာတော်တော်လေးဟိုတော်တယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရေးထားပါတော့။အဲ့တော့နောက်တစ်ခုကကြတော့ အိုင်းနိုတေဝအီလဲဆူဂီတူတိုအာနာရှိနိုမာပါလေကိုဂျာမန်စတေရှိမောက်ကိုတုံမောပါလို့အတော့အိုင်းနိုတေဝအီလဲလို့ဆိုတာတုတ်ပြန်မို့ဒါမျိုးလုပ်ခဲ့သွားမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ဒီပေါ်မှာစကားပြောတဲ့စကားပြောတဲ့အရာတွေကိုကိုကဂျာမန်မဖြစ်သလိုအနောက်ဆက်ပေးတယ်လို့မျိုးဖြစ်သွားတယ်ပြီးရင်ချက်စကားပြောတဲ့ဟိုတိကနေပြီးတော့နာပါလေပေါ့နော်ဖြစ်အဲ့ဒါလေးပေါ့ကမကမဖြစ်အောင်လုပ်လို့မျိုးလေဖြစ်သွားနိုင်စီရယ်ဆိုပြီးပုံစံမျိုးနဲ့ရေးထားပါတော့။အဲ့တော့ဒီ အိုင်းတော့တယ်ကိုဒီတဲ့လို့ဆိုတဲ့စကားလုံးကြီးနဲ့စိတ်လူစကားလုံးကြီးရှိရဲ့လားကဘာလို့လဲဆိုတော့အိုင်းစုကြည်ကိုဥစ္စအိုင်းစုကြည်ကိုဥစ္စဘာလို့အိုင်းစုကြည်ဥစ္စဆိုတာကောင်းမြတ်ပြီးတော့တစ်ချက်ကပြောနေတဲ့စကားကိုကလာရုံးမိသူစစပြေးလာမျိုးပြောတာပေါ့နော် ဒီလိုဒီလိုကတော့မျိုးပါပါနဲ့ကျူလဲဆိုတော့ handle ဆိုတော့ပြန်လာဆိုတဲ့ခါမျိုးဘာသာပြန်လို့ရတယ်နောက်တစ်ခုကကြတော့ partner ရှိနေ power sale ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောရတဲ့စကားကလိုင်းရုံမျိုးတွေဖြစ်အောင်ပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲဒီ၃မျိုးနဲ့ပါပြီးတော့စင်တူဖြစ်တယ်ပေါ့နော်အဲတော့ဒီကိစ္စကိုဒီမှာထပ်ပြီးပြန်